မင်္ဂလာပါဒီနေ့ကအဲဘရဆာရနေ့ crypto sector update လေးတခြားတော့လုပ်ပြအောင်ဖြစ်ပါတယ်โอเคကြည့်လိုက်အောင် all right so all right bitcoin နဲ့အရေးဆုံးစမယ်ဟုတ်ကဲ့ so ဒီမှာဒီဘက်ကဖြစ်သွားခဲ့ရအများကြီးပဲဗျတော်တော်များဒီအခွန် အခွန်ဈေးအခွန်အခွန်ကောက်မယ်125%အဲ့ဒါတွေကဒီ US China relationship တွေကတိတ်ပြီးတော့အခြေအနေမကောင်းဘူးညဒီဆိုတော့ဒီပြောချင်တာ volatility ကတော့ဒီတပတ်မှာကျွန်တော်အထင်မြင်ရတော့အသိအမြမယ်ပြီးတော့နောက်တစ်ခုနောက်တစ်ခုကဒီ April တလလုံးမှာ earnings တွေအဲ့ဒီ US equity ထရိတ်တဲ့လူတွေဆိုလို့ရှိရင်ကျွန်တော်ဒီ earnings season စပြီ right april may ပြီးသွားလို့ရှိရင်ဒီ market volatility ကဘာလို့များလဲဒီ id tariff တွေ right tariff tariff တိုးမယ်ဆိုလို့ရှိရင် market တွေကကျသွားလိုက် right all time high ဖြစ်သွားလိုက် all time low ဖြစ်သွားလိုက်အဲ့လိုပုံစံမျိုး all time low တော့မဟုတ်သေးဘူးဒါပေမဲ့အကြတာတော်တော်ဟွာဖြစ်တယ် panic ကအရန်ဟွာဖြစ်တယ်ဆိုတော့ဒါပေမဲ့ဒီပြောချင်တာက The correlation S&P the 500နကျနတောဒ US S&P 500နဲ့ဒီ Bitcoin the commodity gold right gold the Shui ဖြစ်ဖြစ်ဒီရွှေပဲဖြစ်ဖြစ်ဒီ the US dollar right ဒီဒါတမန်ဒီနေ့ပြောကြင်တာဒီ B BTC Bitcoin ကအခုဒီအစအဝါ correlation ဆိုတာရှိ right so correlation ဆိုတာ pretty much ဒီ data set နှစ်ခုကျွန်တော်ဒီ so data set နှစ်ခုကိုရှင်ကြည့်လိုက်မယ်ဆိုလို့ရှင်ဒီ S&P 500ကတက်သွားလို့ရှင်1%တက်သွားလို့ရှင် Bitcoin ဘယ်လောက်ဘယ်နှစ်ပတ်စံတက်လဲ right အဲ့ဒါသူက right? right? so correlation ဆိုရ ratio လေးရှိတယ်ဒါပေမဲ့အခုက right? right? correlation between uh ratio between bitcoin and s&p 500ကလောက right? bitcoin ကလောက right? decouple ဖြစ်သွားတယ်ဗျာ decouple ဖြစ်သွားတယ်သူ core ဘယ်လိုမှ correlate မဖြစ်တော့အောင် right? zero ဖြစ်နေသူက ratio က ါဆိုပြောချင်တာအဲ့ဒါဆိုတော့အခု basic ကျွန်တော်ထင်တာပေါ့နော်ကျွန်တော်ထင်တဲ့ perspective မှာဘာဖြစ်လို့လဲဆိုတော့အဲ့ကျွန်တော်ထင်တာကအဲဒီဒီ S&P 500ဒါမှမဟုတ်လေဒီ equity sector တွေကထွက်တဲ့ပတ်စံတွေကဘယ်လိုသွားနေရလဲ right ဒီ S&P 500ဒီ US S&P 500ကိုကြည့်လိုက်မယ်ဆိုလို့ရှင် okay right ့ let's just say es.es future ပဲကြည့်တော့ဒီ9300လွန်ခဲ့တဲ့ဟိုအောင်ဟာ6000လွန်ခဲ့တဲ့ February 2025အောင်ဟာကျွန်တော်6000ကျော်ရှိတယ်။အဲဒီ6000ကျော်ကနေပြီးတော့အခုဆင်းလာတာဒီမှာ9000 9300လွန်ခဲ့တဲ့ဟိုအားဆိုလို့4900လာအဲ့ right 4800 level အဲ့လောက်ဖြစ်သွားတော့ထွက်တဲ့ပတ်စံတွေကအဲ့အဲ့ရထွက်သွားတဲ့ပတ်စံတွေကဘယ်ဘယ် sector တွေရောက်သွားတာလဲ right ဒါမှမဟုတ်လေလူတွေက cash တိုင်ဒီ bear market မဟုတ်ဘူးအကုန်လုံးက cash နဲ့ cash နဲ့စောင့်နေကြတာလား right so အခု ထင်မြင်ချက်ကတော့အခုဒီ long term ပေါ့နော် commodity အဲ commodity sector မှာဒီ bitcoin ကတော်တော် strong ဖြစ်တယ် strong ဖြစ်လာမှာ like တော်တော်လေး strong ဖြစ်တယ်ကျွန်တော်ဟိုနေ့ကပြပြခဲ့လာမှာမသိဘူးအဲ့ဒီ bitcoin versus right down မဟုတ်အာဒီ S&P 500 ratio ပေါ့နော်ဒီ bitcoin တက်တဲ့အချိန်မှာ S&P 500ဘယ်လောက်တက်လဲ right ကြားရကြားတက်တာလားကြားတာလား right year to date မှာ return percent ဘယ်လောက်ရှိရလဲ compare လုပ် ပြသွားတယ်ဟိုမနေ့တနေ့ကတင်လိုက်တဲ့ဗီဒီယိုမှာ right ဆိုတော့ okay right အဲ့ကြောင့်မလို့ကျွန်တော်ဒီ crypto sector ကိုသဘောကျတာပေါ့နော် like store store of value store of values အဲ့လိုမဒီကျွန်တော်ဒီအာ okay fine ဒီတာမန် asset တွေအာမန် security တွေက okay လူတွေ invest လုပ်တယ်ဒါပေမဲ့ဒီတာမန် asset ဒီ asset တွေတဲ့ကပတ်စံကျသွားတယ် wipe out ဖြစ်သွားတယ်ဆိုလို့ရှင်အဲ့ပတ်စံတွေက ဒီ market ထဲမှာလဲနေရလားဒါမှမဟုတ်တခြား asset တစ်ခုမှာ bond ဆိုလဲဒီ US bond market နဲ့အာဒီကျွန်တော်ဒီ growth growth fund ETF market နဲ့ဘယ်လောက်ခေါ်သူ့ရဲ့တကယ် main point ရဗျာသူဒီ market တစ်ခုထဲမှာပတ်စံမရှိတော့ဘူးဆိုလို့ရှင်အဲ့ပတ်စံဘယ်ရောက်သွားလဲဒီတိုင်းဘုံကလည်းအဲ့လိုမျိုးကြီးပျောက်သွားတာမဟုတ်အဲ့အဲ့ပတ်စံတနေရာကိုရောက်သွားတာ right ဒီတိုင်း I mean well I don't know right I mean သူအကြောင်းရှိတယ်ဗျာအမြင်အရာရာအဆက်စားအကြောင်းရှိတယ် right ဆိုအလုပ်ဖို့ရခဏထားပါကျွန်တော်ဒီနေ့ Bitcoin နဲ့စမယ် um အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီ Bitcoin ကိုအခုလောလောဆယ်မှာအာ long term မှာနော်ဘာဖြစ်လို့လဲဆိုတော့ဒီ US S&P 500ဆိုလဲ okay fine S&P 500ကဒေါ်လာ2သိန်းထဲထား100% equity ထဲထားတယ်ဗျာ right တခုရေးရအကြောင်းတခုဖြစ်သွားလို့ရှင့် ကျွန်တော်တို့ဒီ diversify diversify မလုပ်ထားလို့ရှင်အဆင်ပြေမှာမဟုတ် right long term အတွက် long term အတွက် long term ဆိုနောက်တစ်ပတ်လောက်တော့ပြောနေမှာမဟုတ်ကျွန်တော်ဒီနောက်အနှစ်90 right ကျွန်တော်နောက်အနှစ်80နောက်အနှစ်80ဆိုလို့ရှိရှိဟိုရှိကြီးလိုက်မှာဆိုလို့ရှင်ကျွန်တော်အခုချိန်တည်းက diversification ကတည်တည်ချာချာလေးမလုပ်ထားဘူးဆိုလို့ရှင် မပြောနိုင်ဘူးမပြော nobody knows ဘယ်သူမှမသိဘူးဘယ်သူမှမသိဘူး right တခုအရေးရဲ့အကြောင်းရယ်အဲ့လိုမျိုး US က okay fine like တရုတ်ကိုဘယ်လိုလုပ်လိုက်လဲ right သူလုံးဝ business လုံးဝမလုပ်တော့ဘူးဆိုလို့ဘယ်လိုလုပ်မှာ right business လုံးဝအဲ့ဒါမှဖြစ်နိုင်ဘူးဒါပေမဲ့ okay fine ဟိုအခုတော့မှ125% tariff လုပ်နေရယ်ဆိုလို့ရှင်ပြောလို့မရဘူးလေ right အရေးအကြောင်းရယ်စစ်ဖြစ်လဲဖြစ်သွားနိုင်တာဘယ်သူမှပြောလို့မရဘူးဒီကိစ္စက right သူ scenario တွေရှိသမျှဖြစ်နိုင်တဲ့ possibility scenario အကုန်လုံးစဉ်းစားပြီးတော့ကျွန်တော်ဒီ trader တွေ trader invest လုပ်တာလည်း invest လုပ်တာဒါပေမဲ့အဲ့ဒါတွေအကုန်လုံးမျက်စိပွင့်နားပွင့်ထားထားပြီးကြည့်နေမှအမ် curious ဖြစ်ပါ right curious ဖြစ်တော့မှအဲ့တော့မှကျွန်တော်ဒီ value ရှာရမှာကျွန်တော်တို့ဘာလို့လဲဆို Okay fine ဒီ Bitcoin ထွက်မယ်ဆိုလို့ Okay fine Bitcoin တခုပဲကြည့်လို့မရဘူးဒီ Bitcoin မှာ S&P 500ကကျနေပြီ Bitcoin ကတက်နေရလားကျနေရလား right ပြီးတော့လို့ရှင် intraday play တွေဆိုလို့ရှင် Okay fine news တခုထွက်လာတယ်အာသတင်းတခုထွက်လာတယ်သတင်းတခုထွက်လာပြီးတော့ S&P 500မကောင်းတဲ့သတင်းကဒီ Bitcoin အတွက်သတင်းကောင်းတဲ့သတင်းဖြစ်ဖြစ်သွားနိုင်တယ်အဲ့ခါကျလို့ရှင် Bitcoin ဈေးတက်ရင်တက်မယ်ကျရင်ကျမယ်ပြောလို့မရ right okay fine ဆိုတော့ခဏလေးပါ right အဲ့ဒါတော့ ဟာဟာပါ Okay fine ဒါ Bitcoin စကြည့်မယ် right ဆိုတော့ Bitcoin မှာอืมစပြီ Okay so Q 2025 quarter 1 level 7300 right 7300ကျွန်တော် approximate နဲ့ပြောလိုက်မယ် quarter 1 7300 shut 2024 volume အများဆုံး trade ရဲ့ level ခုဒီ6900 right လွန်ခဲ့တဲ့နေ့3ရက်လောက်က 9000ကျော်ပြန်ဖြစ်သွား9000ဖြစ်သွားတယ်တွေးလိုက်တယ် right 9000 9400အဲ့အဝင်ချင်ပါ right တွေးလိုက်တယ် right ATR participation နည်းနည်းများတယ်လွန်ခဲ့တဲ့ candle ဟိုအထက် right early candle average ဟိုအထက် participate participation 3%များတယ်ဒီအောက်မှာကျွန်တော်ဒီ3.76% right အခုဒီ bear market စပြီလားကျွန်တော်ကျွန်တော်အထင်မြင်မှာတော့ bear market ကစနေပြီဘာဖြစ်လို့လဲဆိုတော့ဒီ50 simple average ကကျွန်တော်ဒီ 200 period အောက်ကိုရောက်သွားပြီဆိုတော့ကျင် bear market ကကျွန်တော်အနေနဲ့ကတော့ bear market ကျွန်တော်တို့က bear market ပါ right အဲ့ဒီချိန်ကြာလို့ကျင် bear market ဆိုလို့ရှင် trade တရားလောက်တယ်ဆိုလို့ရှင်70%ကကျွန်တော် allocation ကကျွန်တော်70% short only right bull market ဆိုလို့ရှင်70% long only 30% short right trade တရားမှာ i mean trade 10ခုလောက်တယ်ဆိုလို့ရှင်9ခုကကျွန်တော်ဒီ short လုပ်မယ်3ခုက long လုပ်မယ် right bear market မှာဆိုလို့ရှင် bull market မှာဆိုလည်းဒါ again ဒါကျွန်တော်ကျွန်တော် trader ပုံစံမျိုး right bull like regime filter တခုခုလောက်ထားဒီလိုမျိုးဟာမျိုး right ဒီ simple average uh long short term long term simple average average တခုလောက်ထား regime filter တခုခုပေါ့ market regime filter ပေါ့ right volatility နဲ့ဆိုလည်း volatility market volatile volatility ဘယ်လောက်ရှိလဲပေါ့ right အဲ့ဒါအဲ့ဒါလေးပေါ့ right so okay fine Uh, 50 day 50 day อ่ะ8000กว่า yeah. right อนิยาม50 day อนิยามอ่ะ8000กว่า yeah. right 200 day อ่ะ8000 yeah. um acc accumulation อ่ะ accumulation ที่ sideways ตัวနေတာก็တော့ตัดๆๆตัดตัดๆ rally October let's just say ဒီကနေစ October October November December January. January, October, November, December, January. Lila, rally at Lila, right? Lila, Lila is right there. You are losing January, February, the lot, March, April. Bear, right? I'm a nota. January, February, March, April. Nota, Lila, bien, correction, right? January, February, March, April, right? uh accumulate ကျွန်တော်ထင်တာပေါ့နော် again ကျွန်တော်ထင်တာ doesn't really matter but ကျွန်တော်ရဲ့ perspective တွေက um accumulation phase ကနည်းနည်းစနေပါပြီ right ဘာလို့လဲဆိုကျွန်တော်အခုဒီကြည့်လိုက်မှာဆိုလို့ရှင်ဒီသူ့ရဲ့ဒီကောင်းရဲ့50 average ကဲ slope ကအောက်ကိုလုံးဝဇောက်ထိုးဇောက်နည်းနည်း slope ကနည်းနည်း decreasing slope ပဲ right so နည်းနည်းဟောဖြစ်တယ်အာ momentum ရှိတယ်အောက်ပြုတ်ကျနေရစေရ average average เสียอ่ะ right so ဒီ200ကတော့အပေါ်တက်နေရယ် slowly ပေါ်အပေါ်တက်နေရယ်ဒီဟိုဟာဒီမှာ divergence လို့ပုံစံမျိုးဖြစ်သွားတာပေါ့ right so ဒီဟာမျိုးအတာကျွန်တော် signal ပေါ့ဒီ intraday trade မှာဆိုလို့ရင်ကျွန်တော်ဒီ70 30ဒါမှမဟုတ်လဲ80 20 right 80% short 20% long um အဲ့လိုပုံစံမျိုးပေါ့ဘာဖြစ်လို့လဲဆိုတော့ ဒီဟာဒီ death cross က indication မှာဒီ bear market indication မှာအခုလူတော်တော်များများအဲ့လိုမျိုးဒီ bull market ဆိုလို့ရှိရင်အကုန်လုံးလူတိုင်း bull market ဆိုလို့ရှိရင်ကြိုက်တာဝယ်ဈေးရတက်နေမှာပဲ right ဈေးရတက်နေမှာပဲ queue မဆိုင်ဘူး right out of like 10 out of like i mean 9 out of 10 stocks က well again generalize အပြင်ပြောတာပါ right ကို10ခုမှာ9ခုမှာ10ခုကကို10ခုထဲမှာ9ခုကတက်နေမှာ right ဆိုတော့အဲ့လိုမျိုးဆိုတော့ ပြောချင်တာအဲ့လိုမျိုးဒီ bull market တွေကကြတော့နည်း skill သိမလို့ဗျာဒီအမှန်ဝယ်ပြီးဥထားဥထားပြီးနောက်3လ4လကြာပြန်ရအောင်အမှန်ပတ်စံရရ right bull market တွေမှာလူတွေတော်တော်များများပတ်စံအကုန်လုံးပဲ right အကုန်လုံးကပတ်စံပတ်စံလုံးနေဒါပေမဲ့ bear အရေးကြီးတာကျွန်တော်ဒီ trade လုပ်မယ်ဆိုလို့ရှိရင် bull market market cycle တွေကမျိုးမျိုးစုံရှိရအတွက်ကြောင့်မလို့ပတ်စံရတဲ့အချိန်ရှိရပတ်စံရှုံးတဲ့အချိန်ရှိရပတ်စံရှုံးတာမဟုတ်ပတ်စံရတဲ့အချိန်ရှိရပတ်စံနည်းနည်းရတဲ့အချိန်ရှိရ right The တချို့လူတွေဆိုလို့ရှင်လဲ shorting ကိုပဲသူတို့လုပ်တယ်သူတို့ short, short 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 right shorting the, the short ရောင်းမဲရောင်းတယ်ပဲရောင်းမဲရောင်းတယ်မဝယ်ဘူးသူတို့က i mean well position close look, လို့ပေါ်တော့သူတို့ပြန်ဝယ်ရပါတယ် right Right, ဒါပေမဲ့ရောင်းမဲရောင်းတယ်မဝယ်ဘူး extreme shorter တွေပေါ့သိရမလားသူတို့ right? allocation 90 10 95 5 right ninety five percent short right uh, like 5% law အလိုမျိုးအာဒါပေမဲ့ကျွန်တော်တို့ကြတော့ဒီလို resources don't limited uh, resource ဖြစ် right ကျွန်တော်ဒီ retail လူတွေကကြတော့ပထမဆုံးအခု capital မရှိဘူး margin မရှိဘူး capital မရှိတော့ margin မတက်နိုင်ဘူးဘာကြောင့်ကွာပေါ့ right So ဆိုတော့ကျွန်တော်တို့ဒီ50 50တော်တော်များလောက်ကြတယ်ဒါမှမဟုတ်လဲ 50 option trade တဲ့လူတွေသူလည်းသူတို့ဟိုမှာ spread in, နေလောက်ကြတယ် right ဒါမှမဟုတ်ဆို future ဆိုလည်း okay fine future future ခါနေလဲ short 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 လောက်ကြတယ် right okay fine um so ဒါပေမဲ့ yeah boom ပြောချင်တာကတော့ဒီ bear market စပြီဆိုလို့ရှိရင်အဲ့လိုမျိုးကိုကိုဒီ bull market မှာ trade ခဲ့တဲ့ပုံစံမျိုးကျွန်တော် trade လုပ်လို့မရတော့ဘာလို့လဲဆိုတော့ market condition တွေက change သွားပြီဗျာ right market condition like volatility ကျွန်တော်တွေ့သမျှတော့အဲ့လိုမျိုးဒီ volatility ပိုများလာမယ် uncertainty ပိုများလာ uncertainty ဆိုတာအဲ့လိုမျိုးခါတိုင်းအဲ့လိုမျိုးချိန်သေးတဲ့ scenario အဲ့လိုမျိုးချိန်သေးတာမဟုတ်ဘဲ scenario မှာမချိန်သေးဘူးဒါပေမဲ့ဒီ ကုမ္ပဏီတစ်ခုက earnings beat သွားတယ်ဒါမှမဟုတ်လဲအာရေးအကြောင်းအဲ့လိုမျိုး news တစ်ခုထွက်လာတယ် right ဒါမှမဟုတ်ဘာဖြစ်လို့လဲဆိုတော့လူအကုန်လုံးကအဲ့ချိန်မှာ panic အခုလိုအချိန်မှာ panic panic မဖြစ်ရုံတတ်မယ်ပဲဗျာသိရမလားအဲ့လိုမျိုးဒီ president အဲ့လိုမျိုးဒီအာကျွန်တော်ဒီသမရတစ်ခုပြောလိုက်မယ် right တစ်ခုပြောလိုက်မယ်ဆိုလို့ရှင်ဟိုနေမဟိုနေမနေ့တနေ့ရဆိုလုံးဝ ထိုးစင်းသွားတာတွေထိုးတက်သွားတာတွေပါတနေ့တည်းနဲ့18%တက်သွားတာတွေပါတယ်။ဒါတွေကလောကမီးမ်ကွိုင်းလိုပုံစံမျိုးတွေဖြစ်နေရဗျာ။ right မီးမ်ကွိုင်းမားကတ်တွေလိုပုံစံမျိုးတွေဖြစ်နေအကောင်လုံးက right ဆိုတော့အာတတိထားပါ right ဆိုတော့အခုလို market change သွားတာကိုဘလို့အကောင်းဆုံးအလွယ်ဆုံးနီးလန်းဘလို့မျိုးသိကျင်လဲဆိုလို့ရှိရင်ကျွန်တော်ဒီကျွန်တော်ကကျွန်တော်အတွက်ကတော့တခြားနီးတွေလည်းအများကြီးရှိတယ်ဒါပေမဲ့ one of like ကျွန်တော်ရဲ့ go to ဟာတွေကအလွယ်ဆုံးအလွယ် I mean အလွယ်လို့ဆိုတော့မဟုတ်တာပေမဲ့ simplest အဖြစ်ဆုံးနေရာတော့ဒီ short term uh, long term average ဒီမှာတော့ပြသွားဒါပေမဲ့ again ဒါလူတိုင်းသိရတဲ့အတွက်ကြောင့်မလို့ဒီဟာ edge ကရှိခြင်းမှာရှိမှာ right ဆိုတော့ဒါမှဒါအဖြစ်အဖြစ်အဖြစ်ပဲ general အဖြစ် regime filter တခုလိုရယ်ဆိုတော့ဟောပြောပြတယ် right so okay fine so အခုလက်ရှိပေါက်စီရ800 right ပြီးွားလို့ရှင် 2024 mean က6900 okay fine ကျွန်တော်ဘာထင်လဲအခုဘာထင်လဲဆိုတော့အခုလောလောဆယ်ကကျွန်တော်ဒီ bitcoin ခုချိန်မှာတော့ကျွန်တော်မဝင်ကျင်သေးဘူး right မိုးအဲ့လိုမျိုး intraday level ပေါ့နော်ဒါဟို intraday ကတော့မပြောသေးနဲ့ကျွန်တော်မပြောကျင်သေးခုနလေအခုဒီ okay fine ဒီဟိုဟာဆိုလဲ ဝယ်မယ်ဆိုလဲအဲ့လိုမျိုးဒီ bull market ကိုကျွန်တော်ပြန်ဆောင် right bear market ကြီးမှာတော့ဝယ်ဖို့ထိုင်မှာစောင့်ကြည့်ဦးကျွန်တော်ကျွန်တော်ကျွန်တော်သဘောရပါတော့ဒီ bear market ကြီးမှာတော့ကျွန်တော်ဒီကျွန်တော်ဒီကျွန်တော်ရဲ့ perspective ဒီကျွန်တော်ဒီ short လို့ပဲစဉ်းစားမယ်ဒီ right so again ပြီးတော့နောက်တစ်ခုကဒီဒီ short term average ကဒီ long term average နဲ့ဘလောက်သူ့ရဲ့ သိရမလားဘလောက်ဟိုဖြစ်လဲပုံမှန်လည်းမူတည်တယ်ဒီ short term average က7000ွယ် long term average က7000 9000ဆိုတော့သူက two spread ကအဲ့လောက်ကြီးမရှိသေးဘူးဆိုတော့ two spread အဲ့လောက်ကြီးမရှိသေးတဲ့အတော့ကြောင့်မလို့ဒီကောင်ကိုလိန်စားလို့ရတယ်ဗျာ okay အာ bear market ရောက်နေပြီဆိုတော့အဲ့ခါကျရင်ရောင်းနေလို့လောင်းရောင်းကြပြီးသွားလို့ကျွန်မ short squeeze တွေသိလောက်ကြအဲ့လိုမျိုးလုံးလို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တွေးလို့ရှင်လဲလူတိုင်းလည်းတွေးမှာပဲလူတိုင်းလည်းတွေးရတာ right ဆိုတော့လူတိုင်းတွေးလို့ရှင်လူတိုင်းတွေးတဲ့ opportunity ကြီးอ่ะဒါတကယ် opportunity ဟုတ်လားမဟုတ်လားဆိုတော့ပြန်ပြန်စဉ်းစားရအောင် right လူတိုင်းอ่ะသိနေပြီ right လူတိုင်းသိနေပြီဆိုလို့ရှင်ကျွန်တော်ဒီဒါဒီကောင်က opportunity ဟုတ်လားမဟုတ်လားဆိုတော့ပြန်စဉ်းစားရအောင် right well theoretically အပြင်တော့မှန်တယ်ဒါပေမဲ့လူတိုင်းမြင်နေရ right again ကျွန်တော်ဒီ trade လုပ်လို့ရှင် it's just like တယောက်နဲ့တယောက်ကပြိုင်နေရတာဖြစ်တဲ့အတော့ကြောင့်မလို့ ဘာပေါ့သိရမလားဒီ institutional player တွေနဲ့ပြောချင်တာကတော့အဲ့လိုမျိုးဒီဒီကောင်တွေနဲ့သူတို့နောက်ကိုပဲလိုက်နေရတာပဲ right ဆိုတော့အဲ့ဒါပေါ့ right ဆိုတော့နောက်တစ်ခု um okay ကျွန်တော်ဘာထင်လဲအခုချိန်မှာကျွန်တော်မရောင်းကျင်သေးဘူးမဝဲကျင်သေးဘူးဒါပေမဲ့ short မယ်ဆိုလို့ရှိရင် okay fine ဒီဒီ quarter 1 2025 level ကသေချာ clear reject ဖြစ်တာကိုကျွန်တော်လိုချင်တယ်ပထမဆုံးတစ်ခုပေါ့ right အဲ့ဒါဒါပေမဲ့ကျွန်တော်ဒီမှာပထမဆုံးဒီနေ့မနေ့က April I mean well ဒီနေ့ပေါ့ basically right အဲဂျာတာ brain နေ့ I mean ဟို Java brain နေ့ April 10ရက်နေ့မှာကျွန်တော်ဒီဒီလရဲ့ဒါ April တလအခု15 15ရက်နေ့တောင်ဖြစ်တော့မှာ right like half of a 50% April ဖြစ်တော့မှာဆိုတော့ဒီ April လတလလုံးအများဆုံး trade ခဲ့တဲ့ level ပေါ့ right အများဆုံး trade ခဲ့တဲ့ level ကနေပြီးတော့ reject လုပ်တာပေါ့ right အခုဒီပြီးတော့နောက်တစ်ခုကလည်းနောက်တစ်ခုအဲ့ဒါ tick number 1 right အဲ trigger တစ်ခုပေါ့ right sign ပေါ့ cracks လို့သူ့ရဲ့နည်းနည်းကွဲအပ်နေအောင်မြင်ရတယ်ပေါ့ right အာဒီ2025 Q1 level နေလဲကျွန်တော်ဒီအဲ့ tap ဈေးကိုပုံပုံပြောချင်တာပုံပုံခေါ်နိုင်အောင်ဗျာ right ဒီ2025 Q1 level နေပုံ ထက်ကိုလည်းမခေါ်နိုင်ဘူးအခုဒီ April လမှာသူ့ရဲ့အများဆုံးအများဆုံး trade level လဲရောက်လဲရောက်တော့ဈေးကဘယ်သူမှမဝယ်ကြတော့ဘူးဆိုတော့အဲ့ဒါကိုကြည့်ချင်းအားဖြင့်ကျွန်တော်နေမှာတော့တိတ်မ strong မဖြစ်ဘူးပေါ့ right strong မဖြစ်ဘူး okay fine okay ဒီဟာထက်အဲ့လိုမျိုးသူတို့အားသိရမလားဒီထက်ပို့ပြီးဝယ်နိုင်တယ်ပြရမယ်ဗျာပြောလို့မရဘူးပြရင်လည်းပြရမယ် အာငါတို့ဒီထက်ဟို Q1 level ထက်2025 Q1 level ထက်ပိုဝယ်နိုင်တယ်ဆိုပြီးတော့ပြရင်လည်းပြမယ်ဒါပေမဲ့အဲ့ဘလို့ဝယ်ပြတာဘလောက်ကြာလဲအဲ့အပေါ်မှာတကယ်ဒါလိန်ပြီးတော့ဒါ market တခုအလိုမဲ့ manipulate လုပ်ပြီးတော့ဝယ်ပြနေတာလားဒါမှမဟုတ်လို့ရှင်ကျွန်တော်တို့အာတကယ်ပဲ organically ဈေးရလူတွေတကယ်ဝယ်လို့ပဲအပေါ်တက်တက်နေရလား right ဆိုတော့ဒီအပေါ် level လေးမှာကျွန်တော်ပြန်ဝယ်မယ်ဆိုလို့ပြန်ဝယ်ခြင်းတယ်ဆိုလို့ရှင်တော့ကျွန်တော် long play တွေဆိုလို့ရှင်တော့ဒီ6000 6000 6000အပေါ် level မှာကြည့်မယ်အခုဒီအခုအချိန်မှာတော့ကျွန်တော် cracks နှစ်ခုอ่ะကျွန်တော်အတွက်ကတော့ဒီဒီ6300 level ကနေ clear reject ပဲဖြစ်တယ်ဗျာ right ဒီမှာလည်းဒီလိုပဲဒီမှာလည်းဒီလိုပဲ right ဒီမှာဆိုလို့ရှင်ဒီမှာ right ဒီကောင်ဒီကောင်ကြည့်ကြည့်လိုက်ဒီ april လာတော့မဟုတ်ဒီမှာ ဒါ March လ right March လမှာဒီ Q1 level အပေါ်ပေါ့ right 2025 Q1 level ဒါတော့ of course အနောက်ပြန်ပြည့်ကြည့်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းဟောတည်ပါ2025 Q1 level အပေါ်မှာတည်မလားလို့မျိုးနည်းနည်း hot တော့ hot တာလုံနေတယ် again ဒါဒီဒီတိုင်းပြောလို့မရဘူးလို့ဆိုဒီကောင်2025 Q1 မပြီးသေးတဲ့အတွက်ကြောင့်မလို့ right ဒါပေမဲ့ဒီတိုင်း ပြောပြတာ right ဒီတိုင်းသူ့အပေါ်မှာလုံနေတယ်သူ့အပေါ်မှာဝဲနေရောင်းပြနေတယ် right ဒါမှမဟုတ်တကယ်တော့ဈေးကအောက်ပြန်ဆင်းသွားဆင်းသွားတယ် right Q1 range ကအခုဒီ9400နဲ့တသိန်းလာတသိန်းတသောင်းလာတသိန်း900ပေါ့ right တသိန်းတသောင်းမှထားပါ so i range range ကတော့တော်များတယ်အာအခုကဒါကျွန်တော်ဒီ Q1 lower range ကို lower bound ကို test နေရပါ right ဒါပေမဲ့အာ yeah so ဒီ level ဝယ်မယ်ဆိုလို့ကျွန်တော်ဒီ7300အပေါ်မှာတက်ပြီးတော့ဝယ်ကျင်တယ်ဈေးကခန့်ခိုင်းမှမှရှိတယ်ဆိုလို့ရှင်ပေါ့ right 2လ3လလောက်4လလောက်အဲ့ဒီဒီ7300 level မှာအပေါ်မှာအောက်ကိုမကြဘဲနဲ့ right သိသိချပြန်စမ်းကြည့်လိုက်လို့ရှင်ဒီပစ္စည်းတစ်ခုက demand ရှိလို့ရှင်သူ့ရဲ့ဈေးကခိုင်းပါပဲ right ဝယ်တဲ့လူကအချိန်မရွေးရှိလို့ရှင်စံစီလို့ရှင်စံစီရ right as i say like ကျုပ်တကတ်ကို6ကျက်ဆိုလို့ရှင် right ကျုပ်တကတ်ကို3000ဆိုလို့ရှင်ဈေးအောက်ကို like မြဲဝယ်တဲ့လူရှိလို့ရှင်ကျုပ်ဈေးက3000မှာဖြစ်မှာပဲလေ right 2800မှာဖြစ်သွားအောင်ဘာလို့ဆိုကျုပ်ကျုပ်လူအမြဲဝယ်နေအောင်ထိုးနီးလကောင်းမယ်ကျုပ်တွေက3200ဆိုလို့ရှင်ဝယ်လူကနည်းနည်းယော့ပါမယ် right 3300ဆိုတော့ရင် where လို့ကနည်းရောမှာဆိုထိုအဲ့ကြောင့်မို့လို့ကျွန်တော်ဒီ3200မဟုတ်ဆိုရဲနေ3ကျွန်တော်3200ဆိုရဲနေမှာ where လို့ကနည်းနည်းရက်သွားတော့ okay ne maybe နေကုန်မှာကျုပ်ရရောင်းမကုန်အဲ့ကကြလို့ရင်2000အဲ2900နဲ့ပေးမယ် right အဲ့လိုမျိုးအောက်အောက်ကိုကြာပြီးခေါ်တာ right တိပါပါခင်ဗျားတို့တိပါပါဟုတ်ဒီဟိုအတိုင်းပဲပြောချင်တာကသူ့ရဲ့ဟိုပါပေါ့ um idea ကဒီဟိုကျွန်တော်မြင်ချင်တာကတော့ဒီအပေါ်မှာဈေးခန်းခိုင်းမှာမှာပေါ့နော်သူ့ရဲ့ဈေးကနည်းနည်းခန်းခိုင်းမှာမှာ7000 3000အပေါ်မှာလိုချင်တယ်ဒါမှမဟုတ်လဲဒီအောက်မှာပဲရှိနေသေးရဲ့ဆိုလို့ရှင်တော့ sure why not တော့ခုဒီ level ဟောလုံးတခုတခု play လေးတခုလုံးလို့ရတယ်ဒီ level level တခုရှိနေပြီဖြစ်တော့အတွက်ကြောင့်မလို့ကျွန်တော်ဒီဒီ level ယူပြီးတော့ short လို့ရတယ်ဒီ level ပေါ်တက်သွားလို့ရှင်ဟောဖြစ်တယ် right uh trade ကိုထွက်မယ်ဒီ level အောက်ကြပါလို့ရှင်ဘာဖြစ်တယ်ဒါပေမဲ့ again ဒီ shutdown နဲ့ shutdown 3000เนี่ย Bitcoin တနေ့လို့မျိုးဒီ crypto မှာသူ့ရဲ့ ATR right သူ့ရဲ့ spread က spread ကဒီဟာထပ်ပို့3000ထပ်ပို့များမယ်ထင်တယ်ကျွန်တော်ထင်တာဘာလို့လို့ဆိုဒီ shutdown ဆိုလို့ရှင်တော့1%ဆို1000ဖြစ်နေ right um well just Right. Oh, well, she up here, yeah. Right. So, big one to h o a r a one percent. The new move down h e l o w do the new do at ATR. That's is e i g h d e e n e a r s old, u s t one point three four, right? One point three four. Sure, why not, right? Well, I l v e d move i a n o move p i r e than n e like she may down. I tabo y e move d p i a n e e like she m a e Right. So, yeah, allow way. Right. So, DM Maria. ်ဘယ်ဒီတော့ဘယ်ဒီနေ့ဖွင့်နေမနေ့ကအာဒီနေ့စတရဒီနေ့ကစတရလို့တော့ပြတာဒါပေမဲ့ဒါ Asia Open ကိုပြရတော့မဟုတ်နော်ကျွန်တော်ရှိမှဟိုပါပဲရှိသေးဆယ်ရက်နေ့ပဲရှိသေးဆိုโอเคဘန်အဆယ်ရက်နေ့ပိတ်သွားတာကျွန်တော်ပိတ်သွားတာကအောက်ကိုဆင်းပိတ်တယ်9900 9900ဆယ်ရက်နေ့မနေ့တနေ့ရဲ့ range ကအထဲထဲမှာโอเค Hi guys အာကြည့်ပြရတော့ကျေးဇူးများတင်ပါတယ်တကူရမယ်လို့ရုံကြည်ပါတယ်အာ question တွေပါရရှိလို့ရှင်အောက်မှာတစ်ချက်လောက် comment နဲ့တစ်ချက်လောက်ရေးပေးပါအာ yeah အဲတန်းတိုင်းဆုံးကြိုးစားပြီးဖြစ်ပြပါမယ် okay